လက်ရှိမှာကိုကနိုင်ငံခြားမှာအလုပ်လုပ်ကြနေတယ်ဒါပေမဲ့လုပ်ငန်းခွင်ထဲမှာအင်္ဂလိပ်ဘာသာစကားကိုမပြောတတ်လို့အခက်အခဲတွေအများကြီးရှိနေတယ်ဆိုရင်တော့ကျွန်တော်တို့ Language Assembly ကနှစ်လပြတ်သင်တန်းအနေနဲ့ဖွင့်လှစ်ပေးထားတဲ့အင်္ဂလိပ်စကားပြောသင်တန်းလေးရဲ့အကြောင်းကိုဒီဗီယိုလေးထဲမှာအသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ် ဒီသင်တန်းလေးမှာဆိုလို့ရှိရင်ကိုယ်မှာရှိတဲ့ English level အတိုင်း English ဘာသာစကားဖြစ်ကိုယ့်ရဲ့နှုတ်ကနေကိုယ်ကိုယ်တိုင်ပြောဆိုတတ်စေဖို့အတွက်စာသင်ချိန်တွေတင်မှာပဲနဲ့တွန်းကျင်တဲ့ trainer တွေနဲ့ English ဘာသာစကားကိုလက်တွေ့ပြောဆိုလေ့ကျင့်ရမယ့်အပိုင်းတွေကိုပါထည့်သွင်းပေးထားပါတယ်။အားလုံးသိတဲ့အတိုင်း English ဘာသာစကားကိုပြောရဲဆိုတာဒါအတန်တွက်ကအဓိကပဲပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဆိုတော့ကိုယ့်ရဲ့ English စကားပြောလိုက်တဲ့အခါမှာထွက်တဲ့အတန်တွက်ဟာဒါ ိုယ့်ကိုယုံကြည်မှုလည်းပိုရှိစေတယ်အဲ့တော့ကိုယ့်ရဲ့ English အတန်တွက်ကောင်းမွန်ဖို့အတွက်ဒီသင်တန်းလေးမှာဆိုလို့ရှိရင် International Phonetic Alphabets တွေအကြောင်းကိုလည်းအသေးစိတ်သင်ပေးထားပြီးတော့စာသင်ချိန်တစ်ချိန်ပြီးတိုင်းပြီးတိုင်းမှာလည်းဒီဘာသာစကားကိုလက်တွေ့ကြကြမဖြစ်မနေကိုယ်တိုင်ကိုကြပြောဆိုတတ်စေဖို့မပြောမဖြစ်ပြောရမယ်နေ့ချင်းချင်းတွေကိုလည်းထိတိယောက်ယောက်ဖြစ်အောင်လို့ထည့်သွင်းပေးထားပါတယ်ဒီသင်တန်းလေးကိုတက်ရောက်ချင်တဲ့ဆိုရင်တော့ကိုက အခြေခံပညာအထက်တန်းအဆင့်ထိသင်ယူထားပြီးသူဖြစ်ရမယ်။အနောက်ကျွန်တော်တို့တွေအားလုံးဟာဒါအင်္ဂလိပ်စာကိုအ ਨੇ ဆုံး7နှစ်လောက်ထိတွေ့သင်ယူလာခဲ့ပြီးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အုံနောက်ထဲမှာကျွန်တော်ရဲ့မှတ်ဉာဏ်တွေထဲမှာကျွန်တော်တို့သိထားပြီးတဲ့စကားလုံးတွေ grammar rules တွေအများကြီးရရှိနေနေပြီးသားပေါ့။နော်အဲ့တော့ဒီအားတွေကိုပဲပြန်အသုံးချပြီးတော့ကိုကိုတိုင်းစကားအဖြစ်ပြောထွက်ဖို့အတွက်ကိုကိုတိုင်းထိထိရောက်ရောက် လေ့ကျင့်ပြောဆိုနိုင်မဲ့သင်တန်းမျိုးလေးဖြစ်ပါတယ်ဒီသင်တန်းလေးက Zoom class ဆိုပေမဲ့လည်းကျွန်တော်တို့ဒီ Zoom class တင်ပြရမှာအသုံးပြုထားတဲ့ camera နဲ့ audio accessory တွေအားလုံးဟာလုံးဝ up to date ပစ္စည်းတွေဖြစ်ပြီးတော့စာသင်ချိန်တွေပြီးတဲ့အခါမှာလည်းသင်ခန်းစာ record ကို Telegram group တွေကိုထပ်မံပြီးတော့ပို့ပေးပါတယ်အဲ့ဒီပြင်ပေါ်မှာကျွန်တော်တို့ထပ်မံလေ့လာစရာလိုအပ်တဲ့တခြားသောဒါ English ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာ listening practice လုပ်ဖို့အတွက်ဒါလိုအပ်မဲ့ YouTube channel link တွေနောက်ပြီးတော့ AI စနစ်ကိုအသုံးပြုပြီးတော့ English ဘာသာစကားကိုကိုအားလက်တဲ့အချိန်မှာလေ့ကျင့်နိုင်ဖို့အတွက်လည်းတည်တည်ချာချာလေးလမ်းညွှန်ပေးထားတဲ့သင်တန်းမျိုးလေးဖြစ်ပါတယ်ဒီ channel လေးကိုတက်ရောက်ချင်တယ်ဆိုရင်တော့အခုကြောင်ညာ video ရဲ့ညာဘက်အောက်ခြေမှာရှိတဲ့ send message ကနေပြီးတော့အာကိုရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ဆက်သွယ်လို့ရမယ့် Telegram account ဖုန်းနံပါတ်ရဲ့ကို ပေးဖို့လိုက်အောင်နဲ့ကျွန်တော်တို့ admin တွေကနေပြီးတော့မှသင်တန်းနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်လေးတွေကိုထပ်မံပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်။အားသိတဲ့အတိုင်း English ဘာသာစကားဆိုတာကတော့ပြည်ပကိုရောက်နေတဲ့သူတွေပြည်ပမှာအလုပ်လုပ်နေတဲ့သူတွေပြည်ပမှာနေပြီးကျောင်းတက်နေတဲ့သူတွေအတွက်ဒါမရှိမဖြစ်ကိုလိုအပ်တဲ့ skill တစ်ခုဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီသင်တန်းလေးဟာ speaking and listening skill နှစ်ခုကိုပဲ focus ထားထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်ကိုကြပါဇက်ကနေအတန်ဖြစ်ထုတ်ပြောတဲ့အခါမှာလည်းယုံကြည်မှုရှိအောင်နောက်စကားပ ြောကနေမှလည်းစဉ်းစားစရာလုံးဝမလိုအောင်ဘယ်လိုနည်းလမ်းတွေကိုသုံးအောင်မလဲဆိုတာကိုအဲလန်းညွန်တရားအနေနဲ့ရရှိခဲ့တဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့ရေးဆွဲတင်ကြားပေးထားတဲ့တင်ယူလေးဖြစ်တဲ့အတွက်အလွန်အင်ပနမ်မကိုထိရောက်တဲ့သင်တန်းလေးလည်းဖြစ်ပါတယ်ကျွန်တော်တို့ဖွင့်လက်တဲ့ ဒီအင်္ဂလိပ်စကားပြောသင်တန်းတွေအရဆိုလို့ရှိရင်လူပြည့်များပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကအခုလရဲ့သင်တန်းတွေမှာ promotion အနေနဲ့ Zoom class ကိုနာမည်စရင်ပြီးသွင်းပြီးသင်တန်းကြီးကျူတင်လွှဲပြီးအနံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Learn with SME mobile application ပေါ်မှာရှိတဲ့အင်္ဂလိပ်စကားပြောသင်တန်းနဲ့အင်္ဂလိပ်စာအခြေခံသင်တန်းတွေကိုလည်း free ပေးသွားမှာဖြစ်တဲ့အတွက်ပထမဦးဆုံးအနံနဲ့ တင်နန်းသားအယောက်90ကိုဒီအခွင့်အရေးကြီးကိုပေးအပ်သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုတရင်ကောင်းပါလိုက်ရပါတယ်ကျွန်တော် Land with SMB ကဖွင့်လှစ်ထားတဲ့ဒီ Zombie Class လေးကိုတင်နန်းကြီးတွင်ပြီးမတက်ရောက်ခင်မှာကျွန်တော်တို့တင်နန်းရဲ့တင်ကြားမှုတွေကိုနမူနာလေ့လာဖို့အတွက် group လေးတစ်ခုဖွဲ့စည်းပေးထားပါတယ်အဲ့ group ထဲမှာကျွန်တော်တို့ရဲ့နမူနာတင်ကြားမှုလေးတွေကိုပွင့်ပွင့်လင်းလင်းချပြထားပါတယ်အဲ့ video လေးတွေကိုကြည့်ရှုပြီးဒီတင်နန်းကကိုနဲ့ကြိုက်ကြီးတယ်ဒီတင်နန်းတက်လိုက်ခြင်းအဖြစ်ကိုဟာဒီဘာသာစကားကိုကျွမ်းကျင်စွာ ပြောဆို တက်သွားမယ်လို့ယုံကြည်မှသင်တန်းကြီးပြီးပြီးတက်ရောက်သင်ယူနိုင်တဲ့စနစ်ကိုလည်းကျင့်သုံးပေးထားပါတယ်။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ Learn with SMA ကဖွင့်လှစ်ပေးထားတဲ့ဒီ Learn with SMA Spoken English Zoom Class ကလေးကိုတက်ရောက်ဖို့အတွက်လာရောက်လေ့လာဖို့ဒီနေ့ကနေဖိတ်ခေါ်လိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။